အလုံးမင်္ဂလာပါရှင်။ဒီမှာဆင်းနေပြနေတဲ့ကလေးဖွံ့ဖြိုးမှုလုပ်ငန်းများတွင်မိဘရဲ့ရွာပူပေါင်းပါဝင်မှုဆိုတဲ့ရဲ့ ECCD ပညာရေးရဲ့တကယ်ကိုအရေးကြီးတဲ့အခန်းကဏ္ဍအရေးပါတဲ့ခန္ဓာလေးအကြောင်းကိုဆင်းနေပြနေခြင်းဖြစ်ပါလိမ့်ရှင်။အဲ့တော့ကျွန်တော်တို့ကလေးသူငယ်တွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်ဆိုရင် အဲဆရာဆရာမရင်းနေနေတယ်လည်းမလုံလောက်သေးဘူးမိဘတွေလည်းပါဝင်ရမယ်ရရွာဖွဲ့စည်းတွေလည်းပါဝင်ရမယ်ဒါမှသာကျွားတို့အဲအာကောင်နဲ့အောင်မြင်တဲ့ဒီပညာရေးစနစ်ဒီအောင်မြင်တဲ့အကြောင်းတွေဖြစ်တော့ဖြစ်ပေါ်လာမှာလည်းဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင်ကျမတို့ ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအတွက်အာလီချိုင်ဦးခါလန်ဒေဗလော့ပ်မန့်ဆိုတဲ့ ECCG ပညာရေးကို အကောင့်တွေပေါ်ဆောင်ရွက်နေတဲ့အခါမှာအခြေအနေမျိုးမျိုးပုံစံမျိုးမျိုးတွေနဲ့ဆောင်ရွက်ကြရတယ်။အဲ့ဒီမှာဆိုရင်ကျွန်မဆွေးနွေးပြီးခဲ့တဲ့အကြောင်းအရာတွေထဲမှာဆိုရင် school based ECCG အကြောင်းတွေကျွန်မဆွေးနွေးပြီးသွားပြီ။ home based ECCG ကိုလည်းဆွေးနွေးခဲ့တယ်။ယနေ့မှာကျွန်မဆွေးနွေးပြီးသွားမယ့်အကြောင်းအရာလေးကကြတော့ကျွန်တော် Religious Speaks ECCD ရဲ့အကြောင်းလေးကိုဆွေးနွေးပေးသွားမှာလည်းဖြစ်ပါတယ်ရှင်။အဲဆိုရင် ကျမတို့ဒီဘာသာရေးဖွဲ့စည်းများအခြေပြု ECCD ဆိုတာဘာကိုပြောတာရောဆိုတာလေးကို ကျမပထမဦးဆုံးစပြီးတော့ဆွေးနွေးသွားပါမယ်ရှင်။အဲ့တော့ကျမတို့ဒီဘာသာရေးဖွဲ့စည်းအခြေပြု ECCD ဆိုတာကျမတို့ဒီပေါ့နော်ကျမတို့ဒီဘာသာရေး live အဲဘွာလာကြီးဖုန်ကြီးเจ้าနေရှိရဲကျမတို့ငယ်စဉ်အားဆိုရင်ညရဲ့ဒီเจ้าပြည့်ရဲ့ဆိုရင် အဲဖုန်ကြီးเจ้าတွေကိုပို့ပြီးတော့ပေါ့နော်ဘာသာရေးဆိုင်ရာအဆုံးအမတွေအဲကျင်းဝတ်တွေလိုင်းနာရမယ့်အဲဒီမိမိရဲ့ဘာသာရဲ့ဘာသာလိုက်ပေါ့နော်ကျမတို့ဒီယဉ်ကျေးမှုတွေထုံနှန်းစင်လာတွေရှိတယ်ဒါမျိုးတွေအကြောင်းကိုသိချင်အောင်လေ့ကျင့်သင်ကြားပေးကြရဲဒါမျိုးလေးတွေကိုလည်းဒီလာဒီလိုမျိုးအကြောင်းအရာလေးတွေဟာလည်းပဲဘာသာရေးအဖွဲ့အစည်းတွေကိုအခြေပြုတဲ့ ECCD တွေပါပဲ အဲ့ဆိုရင်ကျမတို့ဘာသာရေးအဖွဲ့အစည်းများအခြေပြု ECCD ဆိုတာကကြတော့ဘုန်းကြီးကျောင်းနေဖခင်ကျောင်းနေဗလီ charge တွေ review center တွေမှာဘာသာရေးအဖွဲ့အစည်းတွေကနေပြီးတော့ဥဆောင်ပြီးတော့သူတို့ရဲ့ယုံကြည်မှု စနစ်တွေနဲ့လူအတိုင်းဝိုင်းတွေမှာပေါင်းဆက်ပြီးတော့လှုပ်ဆောင်တဲ့ ECCD ဝန်ဆောင်မှုပုံစံတွေကို ကျွားတို့ဆိုလိုခြင်းလည်းဖြစ်ပါတယ်ရှင်။ဒါကြောင့်ဘုန်းကြီးเจ้าနေမှာဆိုရင်ကျွားတို့ယဉ်ကျေးမှုနဲ့ဆိုင်တဲ့အကြောင်းအရာတွေ နိုင်နာရမယ့်စီကံနေပေါ့နော် လူမှုကျင်းဝတ်တီဘာသာရေးဆိုင်ရာအကြောင်းအရာတွေဘာသာလိုက်ပေါ့နော်အဲတင်ပေးကြတယ်လေ့ကျင့်ပေးကြတယ်အဲ့လိုပဲအဲ့လိုမျိုးလေ့ကျင့်တင်ကြားရင်းနဲ့ပဲပေါ့နော်ဘာသာရေးဆိုင်ရာတန်ဖိုးတွေနဲ့တင်ကြားမှုကို ကျမတို့ပုံမှန် ECCD ရဲ့ရည်မှန်းချက်တွေရှိတယ်ကျမရှေ့ပိုင်းမှာလည်းဆွေးနွေးခဲ့တယ်ပေါ့နော် ECCD ရဲ့ရည်မှန်းချက်တွေထဲမှာရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးရမယ်ဉာဏ်ရည်ပိုင်းဆိုင်ရာတွေဖွံ့ဖြိုးရ မယ်စိတ်လှုပ်ရှားခံစားမှုဆိုင်ရာတွေဖွံ့ဖြိုးရမယ်ပတ်ဝန်းကျင်ဆိုင်ရာဆက်သွယ်မှုဆိုင်ရာတွေဖွံ့ဖြိုးရမယ်အဲနောက်ပြီးတော့လူမှုရေးဆိုင်ရာတွေဖွံ့ဖြိုးရမယ်စိတ်လုံခြုံမှုဆိုတဲ့ပေါ့နော် emotional ဘိုင်းဆိုင်ရာတွေဖွံ့ဖြိုးရမယ်ဆိုပြီးတော့ကျွန်မ ဆွေးနွေးပေးသွားခဲ့တယ်ပေါ့နော်ဒါလူမျိုး ECCD ရဲ့ရီမန်းချက်တွေပေါင်းမြောက်အောင်ဘာသာရေးဖွဲ့စည်းတွေအခြေပြုပြီးတော့လဲဆောင်ရွက်ကြခြင်းလည်းဖြစ်တယ်ဒီထဲမှာနမူနာပေးထားတာလေးကကြတော့တိမြင်မှုဖွံ့ဖြိုးခြင်းနေလူမှုရေးနဲ့စိတ်ခံစားမှုဆိုင်ရာဖွံ့ဖြိုးခြင်းနေရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးခြင်းနေပေါ့နော်ဒါမျိုးတွေနဲ့ပေါင်းဆက်ပြီးတော့လေ့ကျင့်သင်ကြားပေးတာလည်းဖြစ်ပါလေရှင် ။ဒါကြောင့်ဘာသာရေးခြေပြု ECCD ဆိုတဲ့အဓိပ္ပာယ်လေးကိုလည်းကျွန်မရှင်းပြခြင်းဖြစ်ပါတယ်။ဘုန်းကြီးเจ้าနေမှာဘုရားဘာသာဘုန်းကြီးเจ้าနေမှာဘုရားဘာသာနဲ့ဆိုင်တဲ့ယဉ်ကျေးမှုတွေ၊ကျင့်ဝတ်တွေ၊ဒုံနဲ့ဆီလာတွေကိုလေ့ကျင့်သင်ကြားပေးသလိုပဲကျွန်မတို့ခရစ်စတန်နဲ့ဆိုင်တဲ့ ခရစ်ယာန်ပြားเจ้าနေမှာဝိပုစင်တာတွေမှာလည်းပဲအဲ့ဒီလိုပဲသူတို့ဘာသာအလိုက်သူတို့ရဲ့ယဉ်ကျေးမှုတွေသူတို့ရဲ့ထုံနှန်းစင်လာတွေအဲလေ့ကျင့်သင်ကြားပေးကြတယ်အဲ့လိုပဲဘလီ charge တွေမှာလည်းပဲ သူတို့ရဲ့ဘာသာနဲ့ဆိုင်တဲ့ပေါ့နော်ယဉ်ကျေးမှုတွေကိုယ်ွယ်ယုံကြည်မှုတွေအလိုင်းနာရမယ်ကျင့်ဝတ်တွေပေါ့ဒါမျိုးတွေကိုလေ့ကျင့်သင်ကြားပေးခြင်းလည်းဖြစ်ပါရဲ့ရှင်အဲ့တော့ကျမတို့ရဲ့ပေါ့နော်ဗုဒ္ဓဘာသာမှာဆိုလို့ရှိရင်လေဗုဒ္ဓဘာသာဘုံကြီးเจ้าနေကလည်းပဲဟိုးရှေးရခင်ကလေးကပေါ့နော်ဟိုကျမတို့ဒီလူမျိုး လေ့ကျင့်တင် जा ပေးခဲ့တယ်။အဲ့လိုလေ့ကျင့်တင် जा ပေးရင်းနဲ့တဖြည်းဖြည်းတဖြည်းဖြည်းနဲ့ပေါ့နော် ပြုရင်ပြောင်းလဲရင်းနဲ့ဘုန်းကြီးเจ้าကနေမှကျမတို့တန်းเจ้าလေးဆိုပြီးတော့ပေါ့နော်ဒါဖြစ်ပေါ်လာခြင်းလည်းဖြစ်တယ်။ဒါကြောင့်အခြေစခဲ့တာကကျမတို့ဗုဒ္ဓဘာသာဘုန်းကြီးเจ้าနေရနေမှပညာရေးကိုအခြေခံစခဲ့တာကိုဒါကြောင့်ဘာသာရေးအဖွဲ့အစည်းတွေခြေပြုတဲ့ ECCD တွေကလည်းတကယ်ကိုအရေးပါတာလည်းဖြစ်ပါတယ်။ ဒါကြောင့်ကျမအရေးပါတဲ့ခန္ဓာကြီးတစ်ခုဖြစ်လို့လေကျမကနေပြီးတော့ခန္ဓာတစ်ခုအနေနဲ့ဆွေးနွေးပြရခြင်းလည်းဖြစ်တယ်။သူ့ရဲ့ဝိသေသလက္ခဏာတွေကကြတော့အဲတန်ဖိုးတွေနဲ့ပေါ့နော်ယဉ်ကျေးမှုတွေကိုအခြေခံတဲ့အဲဘာသာလိုက်ပေါ့နော်တန်ဖိုးထားမှုတွေရှိမယ်ယဉ်ကျေးမှုတွေရှိမယ်ဒါတွေကိုအခြေခံပြီးတော့ဘာသာရေးအဆုံးအမတွေကိုပြောပြဆွေးနွေးမယ်။ကိုကျင်တရားဆံရတွေပေါ့ကျေးဇူးတည်တတ်မှုတွေညာတာထောက်ထားမှုတွေမိမိကိုယ်ကိုနှိမ်ချတတ်မှုတွေပေါ့မေတ္တာ တန်မှုတွေမြစ်တာဓာတ်မှုတွေစတဲ့ပေါ်တော့တန်ဖိုးတွေကို နေ့စဉ်သင်္ကန်းစာတွေထဲမှာပေါင်းဆက်ပြီးတော့လေ့ကျင့်သင်ကြားပေးခြင်းလည်းဖြစ်ပါတယ်ရှင်ဒါကကြတော့ကျမတို့ဘာသာရေးခြေပြုအပွဲစည်းတွေကနေပြီးတော့ လေ့ကျင့်သင်ကြားပေးတဲ့ ECCT ပညာရေးတွေလည်းဖြစ်ပါတယ်။ပြီးတော့လုံခြုံရင်းနှီးတဲ့ပတ်ဝန်းကျင်နဲ့ရရှိစေမယ်။မိသားစုတွေဟာသူတို့ရဲ့ရင်းနှီးပြီးသားဘာသာရေးအတိုင်းအဝိုင်းတွေအတွင်းကိုပညာရေးကိုယုံကြည်စိတ်ချစွာပေးလိုကြတယ်ပေါ့နော်။ဒါကြောင့်ကျမတို့အဲဒီကျမတို့ကိုအပ်လိုက်ပြီးဆိုရင်ကမိသားစုနဲ့ရင်းနှီးတဲ့ဘုန်းကြီးကျောင်းကိုပဲအနံ့ကြတာကိုအဲ့တော့ကြတော့ရင်းနှီးပြီးသားဖြစ်တဲ့အတွက်ကလေးတွေကလည်းပဲယုံကြည်ရဲစိတ်ချရတဲ့ရင်းနှီးတဲ့ပတ်ဝန်းကျင်မှာအဲ အတင်ကြားလေလာမှုကိုရရှိစေတယ်ပေါ့နော်ဒါမျိုးတွေရှိရဲ့အတိုင်းဝိုင်းနေရဲ့ပံ့ပိုးမှုတွေကိုလည်းရရှိရမယ်ဒါကြောင့်ကျွန်မရှိမှခေါင်းစဉ်ကြီးတွေကိုပဲဆွေးနွေးပေးနေရလဲဖြစ်ပါတယ် အဲမိဘရဲ့ရွာပူပေါင်းပါဝင်မှုပေါ့နော်ဒါအရေးကြီးတယ်ကလေးတွေဖွံ့ဖြိုးတိုးတက်ဖို့အတွက်ကအဲဒါကြောင့်ဘာသာရေးအတိုင်းအဝိုင်းတွေကနေပြီးတော့ငွေကြေးတွေပေါ့အဲဒီနေ့မှတော့ဗာလေးတွေကျွေးကလေးတွေကိုပူပေါင်းပျော်ရွှင်အောင်ပေါ့ဆောင်ရွက်ကြမယ်ပေါ့ဒါမျိုးလေးတွေနောက်တစ်ခါနေရာတွေပေးတယ်အဲလူသစ်တွေကိုရှာဖွေစုဆောင်ခြင်းနေစေစနာဝန်ထမ်းတွေအဖြစ်အဖြစ်ပေါ့နော်ဘက်ပေါင်းစုံကလှုပ်ဆောင်ရတာတင် जा ပေးတဲ့သူကလည်းလမ်းပြပေးမယ်ဒီဘက်ကကလေးတွေအတွက် အဟာရဖြည့်ဆည်းပေးကြမယ်နေရာထိုင်ခင်းတွေဖြည့်ဆည်းပေးကြမယ်ဒီလိုမျိုးနဲ့ပေါ့နော်မိဘရဲ့ရွာပူပေါင်းပါဝင်ပြီးတော့ကောင်းတဲ့ဘောဆောင်ရွက်ကြရတာလည်းဖြစ်ပါတယ်ရှင်အဲနောက်တစ်ခါအဲ့မှာလည်းပဲစေတနာဝန်ထမ်းတွေရှိမယ်ဆရာဆရာမတွေကိုလာစားနဲတာပဲဖြစ်ဖြစ်ဒုမဟုတ်ပေါ့နော်လာစား စေတနာဝင်တဲ့တက်တက်ပေါ့နော်ဖြစ်တတ်တယ်တဲ့ဝင်စားမှုကိုစိတ်နေသဘောထားနဲ့ပေါ့နော်ဒါမျိုးကိုလုတ်ကင်ကြတာရှိတယ်အဲကျမတို့ဒီခေတ်မှာဆိုဓမ္မစကူးကျောင်းနေရှိတယ်ဒါလည်းဘာသာရေးအခြေပြုတယ်အဲ ECCD ပညာရေးကိုအကောင့်တွေဖော်နေကြတာလည်းဖြစ်တယ်ပေါ့ဖြစ်ပါတယ်ရှင်ဒါကြောင့်အဲစေတနာဝင်တဲ့နေ့ အများဆုံးလှုပ်ဆောင်ကြတာဖြစ်တယ်ဒီစေတနာဝင်တဲ့နေရာမှာတစေသူတို့လှုပ်ဆောင်ခြင်းနဲ့စိတ်ကလေးတွေမေတ္တာစေတနာတွေနဲ့ပေါ့နော်ကလေးတွေကိုဒီလိုမျိုး ECCD ပညာရေးတွေအဲတင်ကြားလက်ကျင့်တင်ကြားပေးကြတာဖြစ်တယ်အဲ့လိုပဲမိဘနဲ့ပူးပေါင်းပါဝင်မှုတွေမိဘတွေရာ ပေါ့နော်အတိုင်းအဝိုင်းရဲ့အစိတ်ပိုင်းဖြစ်တာကြောင့်ပေါ့နော်ပုံမိုနီးစပ်ပြီးတော့ကလေးရဲ့ပညာရေးကိုပုံမိုပါဝင်လေးရှိကြပါတယ်တဲ့ဒါကြောင့် ကျမတို့အခုကျမဆွေးနွေးပေးနေတယ် religious space ECCD ပေါ့နော်အဲ့ဒီမှာအဲသူတို့ရဲ့အဓိကဝိသေသလက္ခဏာတွေကတော့တန်ဖိုးထားမှုနဲ့ယဉ်ကျေးမှုတွေ လုံခြုံတဲ့ယဉ်နီးတဲ့ပတ်ဝန်းကျင်တွေအတိုင်းအဝိုင်းရဲ့ပံ့ပိုးမှုတွေစေတနာဝန်ထမ်းတွေမိဘတွေနဲ့ပူးပေါင်းပါဝင်မှုတွေနဲ့ဘာလို့တုံဆိုရင်ကျမတို့ ECCD ကိုအကောင့်ထဲပေါ်တင်လင့်ကျင်တင် जा ပေးကြခြင်းလည်းဖြစ်ပါတယ်ရှင်။ဒါကတော့ဘာသာရေးနဲ့ဆိုင်တာဖြစ်တဲ့အတွက်ဘာသာအလိုက်တန်ဖိုးထားမှုနဲ့ယဉ်ကျေးမှုတွေကိုတော့အခြေခံတော့ ဒီဘက်တစ်ခုနဲ့တစ်ခုတူညီခြင်းမတူညီမယ်ဒါပေမဲ့လို့ဒီပေါ်မှာအခြေခံပြီးတော့ပဲကလေးတွေကို ECCD ပညာရေးဆိုပြီးတော့ကလေးသူငယ်ဖွံ့ဖြိုးတိုးတက်ရေးအဲအစီအစဉ်တွေကို လေ့ကျင့်ပေးကြတာလည်းဖြစ်ပါတယ်ရှင်အဲ့ဒီမှာဆိုရင်ဘာသာရေးအဖွဲ့အစည်းရဲ့ခြေပြုတဲ့ ECCD လုပ်ငန်းတွေရဲ့အကျိုးကျေးဇူးတွေရှိတယ်အကျိုးကျေးဇူးတွေကကြတော့စီးပွားရေးအရာပေါ့နော်လက်လန်းမိနိုင်မှုအစီအစဉ်တွေဟာအခကျင်းငွေတက်တာတတ်တယ်ဘာသာရေးအကြောင်းတွေမှာဆိုတော့ တည်ကြရဲဘာအခါကြီးငွေမရှိဘူးပေါ့နော် အခါကြီးငွေတွေအလွတ်နဲ့တက်တက်တာတာနဲ့သွားရတယ်ဒါကြောင့်ဝင်ငွေနေတဲ့မိသားစုတွေအတွက်ရွေးချယ်စရာကောင်းတယ်ရွေးချယ်စရာကောင်းတာလေးတကူဖြစ်လာစေတယ်ပေါ့နော်ဖြစ်စေပါတယ်ပေါ့ဒါကြောင့်စီဝါရေးရလက်လန်းမိနေဒါလည်းအကျိုးကျေးဇူးတစ်ခုပါပဲရှင်အခါကြီးငွေတက်တာနဲ့မိသားစုတွေအတွက် မိသားစုတိုင်းပေါ့နော်အခကြေးငွေပေးစရာမလိုတဲ့အတွက်ရွေးချယ်စရာကောင်းတဲ့အကြောင်းအရာလေးလည်းဖြစ်လာတယ်။အဲရွေးချယ်ဖို့လိုရွေးချယ်ဖို့တင့်တော်တဲ့နေရာလေးတခုလည်းဖြစ်ပေါ်လာစေတာလည်းဖြစ်တယ်။နောက်ပြီးတော့စုံလင်းတဲ့ဖွံ့ဖြိုးမှုတွေကိုလည်းရရှိစေတယ်။ကလေးတွေကပညာရေးအပြင်အဲသူတို့တွေရဲ့စိတ်ဝိညာဉ်ရေးဆိုင်ရာတွေကိုချင်းတရားနဲ့လူမှုရေးဆိုင်ရာတန်ဖိုးတွေကိုပါဓမြိုင်ဓမြိုင်နဲ့အဲသေးပေါ်တင်ယူရရှိတယ်။ဘလောက်ကောင်းတဲ့ပညာရေးစနစ်လဲရှင်။ အင်မတန်ကိုကောင်းပါတယ်ကျမတို့ဘာသာရေးအဖွဲ့အစည်းတွေကိုအခြေပြုတဲ့ ECCG ပညာရေးလုပ်ငန်းတွေဟာကလေးတွေအတွက်ပေါ့နော်ပညာရေးသာမကဘဲနဲ့ပေါ့တခြားဝိညာဉ်ရေးဆိုင်ရာတွေကိုကြီးကိုကျင်တရားဆိုင်ရာတွေလူမှုရေးဆိုင်ရာတန်ဖိုးတွေကိုပါတခါရဲရရှိသွားစေတာလည်းဖြစ်ပါလိမ့်ရှင်အဲ့ဒီမှာအတိုင်းအဝိုင်းရဲ့ခိုင်မာမှုတွေကလေးတွေနဲ့မိဘကြားမှာယဉ်ကျေးတဲ့ဆက်ဆံရေးကွန်ရက်တွေကိုတည်ဆောက်ပေးပြီးတော့ဒီအတိုင်းအဝိုင်းကြီးကိုပုံမှုခိုင်မာစေတာလည်းဖြစ်ပါလိမ့်ရှင် နောက်တစ်ခုကကြတော့ယဉ်ကျေးမှုနဲ့ဘာသာစကားကိုထိန်းသိမ်းခြင်းဒီဘာသာရေးအဖွဲ့အစည်းတွေကို အခြေပြုတဲ့ ECCD ပညာရေးတွေကကိုယ့်ယဉ်ကျေးမှုနဲ့ကိုယ့်ရဲ့ရိုးရာဓလေ့တွေကိုယ့်ရဲ့ဘာသာစကားတွေကို နောက်မျိုးဆက်တွေကိုလက်ဆင့်ကမ်းပေးပြီးတော့ဒါလက်ဆင့်ကမ်းပေးနိုင်တဲ့ဒီလိုမျိုးလက်ဆင့်ကမ်းပေးနိုင်လို့ပဲအရေးပါတဲ့နေရာကနေပြီးတော့ ပါဝင်နေတာလည်းဖြစ်ပါလေရှင်။ဒါကြောင့်ယဉ်ကျေးမှုနဲ့ဘာသာစကားကိုထင်းထင်းရရောက်တယ်။ကျမတို့တိုင်းရင်းသားတွေဆိုရင်တိုင်းရင်းသားလူနည်းစုတွေဒီလိုမျိုးလူနည်းစုတွေကတိုင်းရင်းသူတို့ရဲ့ဘာသာစကားတွေသူတို့ရဲ့ထုံနှဲစင်လာတွေကို ဟိုဆက်လက်ပြီးတော့တည်တန်းနောက်မျိုးဆက်တစ်ကိုလက်ဆင့်ကမ်းညင်တယ်ဒါမျိုးဆိုရင်ဒီလိုမျိုးဘာသာရေးအဖွဲ့အစည်းတွေကိုအခြေပြုတဲ့ ECCD ပညာရေးလုပ်ငန်းတွေက နောက်မျိုးဆက်တစ်ကိုလက်ဆက်လက်ဆင့်ကမ်းပေးရရောက်တယ်အဲကိုတိုင်းရင်းသားလူနည်းစုတိုင်းဝိုင်းထဲမှာအစီအစဉ်တွေပြုလုပ်မယ်သူတို့ရဲ့ယဉ်ကျေးမှုတွေရိုးရာဓလေ့တွေဘာသာစကားတွေကိုဆက်ပြီးတော့လက်ဆင့်ကမ်းပေးရလဲရောက်มาဖြစ်ပါတယ်ရှင်။အဲအဲ့ဒီမှာစိန်ခေါ်မှုတွေတော့ရှိပါတယ်တဲ့ရှင်။ ဘာရီစင်ကုန်မှုတွေရှိမလို့ဆိုရင်အရေးအသွေးမညီညာမှုတွေပေါ့နော်အဲ့ဒါလည်းရှိနေမှာပါအဲဒေတာတစ်ခုနဲ့တစ်ခုကဖွံ့ဖြိုးပုံကြီးမတူညီတဲ့အခါမှာအခြေအနေချင်းမတူညီတဲ့အခါမှာနောက်တစ်ခါကျမတို့ resource တွေရဲ့ရှားပါမှုတွေပေါ့နော်တကယ်ကိုပဲကျွမ်းကျင်တဲ့ဆရာဆရာမတွေရဲ့ရှားပါမှုတွေပေါ့တင်ထားကူပစ္စည်းတွေမလုံလောက်ခြင်းတွေပေါ့ဒါမျိုးတွေ ရှိတဲ့အခါမှာလည်းဒေတာတစ်ခုနဲ့တစ်ခုမှာဖွံ့ဖြိုးတာချင်းကအကြီးအဲဒီကမညီညာမှုတွေပေါ့နော်အကြီးအသွေးမညီညာမှုတွေဖြစ်တတ်တယ်။ဒါကျွမ်းကျင်တဲ့သင်တန်းတက်ထားတဲ့ဆရာဆရာမတွေရှားပါတာသင်တန်းကူပစ္စည်းတွေမလုံလောက်တာတွေရှိတတ်ပါတယ်။အဲဖွံ့ဖြိုးတဲ့ဒေတာတွေမှာသင်တန်းကူပစ္စည်းတွေလည်းပေါ့ ဆရာဆရာမတွေလည်းများပေါ့နော်ဒါမျိုးတွေရှိပြီးဖွံ့ဖြိုးအားနည်းတဲ့ဒေသတွေမှာကြာရင်ဒီကျွမ်းကျင်တဲ့ဆရာဆရာမကလည်းရှားပါမယ်တင်နာကူပစ္စည်းရကြတော့လည်းလုံလောက်မှုမရှိဘူးပေါ့နော်ဒါမျိုးတွေရှိတဲ့အခါမှာအည်သွေးမညီညာမှုတွေတော့ဖြစ်တတ်ပါတယ်တဲ့ဒါစိန်ခေါ်မှုတစ်ခုကကျွန်တော်တို့ရဲ့စိန်ခေါ်မှုတွေကိုဘယ်လိုနည်းလမ်းအနေနဲ့ကျော်လွှားကြမလို့ဆိုတာကကြတော့ကျွန်တော်တို့ဒီဆောင်ရွက်တဲ့သူတွေပါဝင်ကူညီပေးတဲ့သူတွေရဲ့ ဒါလေးတွေကိုပေါ့နော်အဲအတွေးတွေလှုပ်ဆောင်မှုတွေနဲ့ပေါ့နော်ဒါလေးတွေကိုပြန်လဲသွေးဟွာလှုပ်ဆောင်ညာမှာလည်းဖြစ်ပါတယ်အဲကောင်းမွန်အောင်လှုပ်ဆောင်ကြရမှာလည်းဖြစ်ပါတယ်နောက်တစ်ခါနောက်တစ်ခုစိန်ခေါ်မှုတခုကကြတော့ဘာသာရေးကိုလွန်ကဲစွာအသုံးချခြင်းနေတခါတရံမှာကြာလို့ရှိရင်ဘာသာရေးတင် जा မှုက ECCD ရဲ့အခြေခံတင်ရိုးတွေကိုပုံမှန်လွှမ်းမိုးသွားတတ်ပါရဲ့တဲ့ ဟိုဘာသာရေးကိုလွန်ဘယ်လိုပြောမလို့ဆိုရင်ကျမတို့လွန်ကဲသွားတာပေါ့နော်လွန်ကဲသွားရင်တော့မကောင်းဘူးပေါ့နော်ကျမတို့ရဲ့ကလေးတွေဟာတကယ်ကိုပေါ့နော် ိုဘက်မြကျင်းနဲ့ပေါ့နော်ဘက်စုံလွှမ်းခြုံနိုင်တဲ့အဲစွမ်းရည်တွေဖွံ့ဖြိုးလာစေချင်တာကိုဒါဆိုရင်မြကျင်းရှိရမှာပေါ့နော်မြကျင်းရှိရမယ်ဒါမျိုးကိုတော့ထိန်းကြီးဖို့လိုအပ်တယ်ဆိုရလေးကိုကျွန်မထည့်သွင်းဆွေးနွေးပေးခြင်းဖြစ်ပါတယ်ဒါကြောင့်တခါတည်းရမှာ ECCD ရဲ့အခြေခံတင်ရိုးတွေကလေးနဲ့လျော်ညီတဲ့အခြေခံတင်ရိုးတွေမျိုးဖြစ်ရမယ်အိုက်တဲ့ပို့ပြီးတော့ပေါ့နော်ဘာသာရေးကိုလွှမ်းမိုးသွားတာမျိုးပေါ့နော်မဖြစ်အောင်ပေါ့ဒါမျိုးတွေကိုတော့ထိန်းကြီးဖို့လိုအပ်ပါတယ်ဒါအစိန်ခေါ်မှုတွေပါအည်အသွေးမညင်ညာ မှုနဲ့ဘာသာရေးလွန်ကဲမှုဆိုတာကျမတို့ဒါစိန်ခေါ်မှုတစ်ခုတွေပါ အကျိုးကျေးဇူးတွေကတော့အများကြီးပဲယဉ်ကျေးမှုနဲ့ဘာသာစကားတွေကိုထိမ့်သိမ်းနိုင်မယ်အတိုင်းအဝိုင်းခိုင်မာမှုရှိမယ်စုံလင်တဲ့ဖွံ့ဖြိုးမှုတွေကိုရရှိမယ်စီးပွားရေးအရာလက်လန်းမိမယ်အားလုံးနဲ့လက်လန်းမိနိုင်တဲ့ဒါကကျမတို့ဒီဘာသာရေးအခြေပြုဘာသာရေးအဖွဲ့အစည်းတွေအခြေပြုတဲ့ ECCD ပညာရေးတွေလည်းဖြစ်ပါလေရှင်အဲ့တော့ကြတော့ကျမတို့ နောက်တစ်ခါဘာသာရေးဘန္နာရေးမတည်တမ်းမှုတွေလည်းရှိမဲတဲ့စိန်ခေါ်မှုတွေလည်းနဲ့ဒီကိုကျင်တရားနဲ့ဝိညာဉ်ရေးဆိုင်ရာတန်ဖိုးတွေပါပေးစမ်းနိုင်ပြီးတော့လူမှုအတိုင်းအဝိုင်းကိုစီးလုံးစေတဲ့ပညာရေးပုံစံတစ်မျိုးဖြစ်တဲ့သူ့မှာစိန်ခေါ်မှုတွေရှိပေမဲ့လူမှုအတိုင်းအဝိုင်းအတင်းမှာခိုင်မာတဲ့အမြင့်တွေနေတဲ့ကဘာအနှံ့မှာ အရေးပါတဲ့ပညာရေးကဏ္ဍကနေပါဝင်နေတယ်ဆိုတဲ့အကြောင်းလေးကိုကျမအနေနဲ့ဆွေးနွေးပေးလိုပါတယ်။ဒါကြောင့်ကျမတို့အဓိကပညာရေးဘာသာရေးကိုအခြေပြုတဲ့ပေါ့နော် religious based ECCD ဆိုတဲ့အဲလုပ်ငန်းတွေဟာလည်းပဲအဲကျမတို့ပေါ့နော်ဒါ data မီ data အသီးသီးမှာအဲလှူဆောင်နေလျက်လည်းရှိတယ်လုံလဲလှူဆောင်နေကြတယ်အဲ့ဒီမှာလည်းအဲကောင်းမွန်တဲ့အရာတွေလည်းရှိရယ်စိန်ခေါ်မှုတွေလည်းရှိရယ်ဒါမျိုးတွေကိုကျမတို့တွေဘယ်လိုကြော်လာကြမလို့ဘယ်လိုကောင်းမွန်တဲ့ အဲအကြောင်းအရာတွေဖြစ်ပေါ်လာအောင်စိတ်မကောမှုတွေကိုကောင်းမှုနဲ့အကြောင်းအရာတွေဖြစ်ပြောင်းလဲနိုင်အောင်အားကောင်းတဲ့ခြေနေတွေရရှိလာအောင်ဘယ်လိုဆောင်ရွက်ကြရမလဲဆောင်ရွက်တဲ့အခါမှာလည်းမိဘရဲ့ရွာပူပေါင်းပါဝင်ကုညီမှုဟာအရေးကြီးတယ်ဆိုတဲ့အကြောင်းလေးကိုကျွန်မအနေနဲ့ဆွေးနွေးပေးရင်းနဲ့ကျွန်မရင်းနှီးဆွေးနွေးချက်ကလေးကိုညီကုန်းချုပ်ခွင့်ပြုပါရှင်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်